ကဲကဲဆရာမိတ်ဆွေများအားလုံးမင်္ဂလာပါလို့တော့ဟုတ်ကဲ့ပထမနှုတ်ဆက်လိုက်ပါတယ်ခုနကတော့ဒီမှာလိုက်ကြရပါတယ်ဘယ်လိုဖြစ်သွားလဲမသိဘူးဟုတ်ဝင်လုံးနေနေလိုက်ကြရပါလို့ဒီမှာဒီမှာဝင်လုံးနေတန်လိုင်းရက်နေအခုတခါပြန်ပြီးတော့ပြန်ရိုက်ရတယ်မိတ်ဆွေတို့ကြီးပြန်လောက်ရတယ်နော်အဲ့ဒါအခုနက်ဖြန်ကိုဒီမှာနော်ဟောနက်ဖြန်လေလीဒီဒီဘတ်ပေါ့နော် 3D ဟာလာဒီမှာ2ရက်5လ2025 3D နော် အဲ့ဒီကောင်ကိုကြာခုဒီမှာခုနလေးဒီမှာဟိုနေနေတန်းလန်းနေကြာသွားလို့နော်ဒီမှာ3 4 6ဆိုတစ်ခွက်တောင်တည်ထားပြီးချားထားပြီးပြီနော်အဲ့တော့2ဒီ3 2ဒီရတော့ဒီညနေမှာပါဆင်လွဲသွားရနော်အဲ့လိုလွဲရင်လည်းအဲ့လိုလွဲမှာဟုတ်တယ်ဘာလေးဟုတ်တည်ပြီးတော့တလုံးချင်းတလုံးချင်းနဲ့တော်တော်ရင်နာဖို့ကောင်းတယ်နော်ကဲဒါဆိုဒီမှာကြည့်အောင်ခုနကတော့ဒီမှာလုံနေတန်းလန်းနေတင်လုံနေတန်းလန်းနေလိုက်ကြာသွားတာနော်ဘလို့ဖြစ်သွားလိုက်လဲမသိဘူး အဲ့တော့ဒီမှာခုနကပြထားပြီဒီမှာဒီမှာကြည့်ဒီမှာအနီနော်ဒီမှာအနီဒီမှာအနက်ကဒါနောက်တစ်ခုပြဖို့နော်ဒီမှာအနီသုံးလုံးအဲ့ဒီမှာပြထားတယ်ရှစ်ရှစ်နှစ်ပေါင်းခြင်းဒီရှစ်နော်ဟဲ့လားအဲ့ဒီရှစ်ပြီးတော့တစ်ခါတပင်ကြောမယ်ဒီမှာဒီကောင်တပင်ကြောမယ်ခွန်3ရှစ်ပေါင်းခြင်းဒီဒီမှာရှစ်ဟုတ်ပြီနော်အဲ့ဒီအနီပြီးတော့ဒီမှာတပင်ကြောမယ်ဒီသုံးလုံးရှစ်ဖြစ်အောင်ဆိုလို့ဒီမှာတုံညာထဲလို့ထည့်မယ်ဒီကောင်ရှစ်လို့ရနော် ဟုတ်ပြီအဲ့ဒီကနေပြီးတော့တခါဒီ၃လုံး၈ကြောင်းနဲ့ဒီမှာ၆၉၃ဒီ၃လုံးဒီလေ၈ပဲထည့်ရမယ်တဲ့ဟုတ်ပြီနော်အဲ့ဒီဒီမှာဒီပြင်ကြောင်းမယ်ဒီ၃လုံး၈ကြောင်းနဲ့ဒီမှာခွန်ခွန်၄ဒီ၃လုံးဒီလေ၈ပဲဖြစ်ရမယ်တဲ့ဟုတ်ပြီနော်ဒါကဒါအခုပရမဟုတ်ကတုံများ၄ခုကိုပြတာနော်အဲ့တော့တခါဒီပြင်ကြောင်းမယ်ဒီ၃လုံး၈ဖြစ်အောင်ဆိုရင်ဒီမှာထည့်ရ၈ရှိခြင်းကြောင်းတုံများထိတ်လို့ထည့်ဟုတ်ပြီနော်ဒီမှာလည်း2 6က8လို့ရှိတာဟုတ်ဒါကြောင့်တုံညာထိတ်လို့ထည့်မယ်တလုံး အဲ့တော့နော်ခုနကတော့ဒီရှစ်ကိုဒီရှစ်ရိုက်တယ်ဒီရှစ်ကိုဒီရှစ်ရိုက်တယ်ဒီရှစ်ကိုဒီရှစ်လို့ရိုက်မှာဆိုရင်ဒီမှာနှစ်ခွန်က6လို့ရှိတယ်နော်6လို့ရှိခြင်းညောင်းတဲ့သူကရှစ်ဖြစ်အောင်ဆိုရင်ဗာပိတ်မယ်6တလုံးပိတ်ပြရမယ်6ပိတ်ပဲထည့်ပြရမယ်ဟုတ်ပြီနော်6ပိတ်ပဲထည့်ပြရမယ်ဆိုတော့ဒါ၃ညထိတ်6ပိတ်လို့ရဟုတ်လား၃ညထိတ်6ပိတ်ရတဲ့နေရာမှာဒီမှာသူကဒီကောင်းမှုတည်သွားတာနော်ဒီရှစ်ဒီရှစ်ကိုဒီမှာအလဲတိုင်းနှလုံးပေါင်းရင် ဒီနှလုံးပေါင်းရင်ဒီမှာ6လို့ရတာဒါဆိုရင်8 8 6ဆိုပြီးသူကသူ့မှတ်တက်ကအဲ့လိုလာတယ်၃လုံး8 8 6 3လုံးနဲ့သွားတာနော်ကဲဒါဒီမှာလည်းအဲ့တိုင်းပဲဒီ၃လုံးပေါင်းရင်8ဟာလာဒီ၃လုံးပေါင်းတော့လေ8ဟောဒီမှာအလဲတိုင်းနှလုံးပေါင်းရင်6တဲ့အဲ့တော့8 8 6ဆိုပြီးသူအဲ့လိုပဲသွားတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်အခုအဲ့ဒီတိုင်းသွားမှာနော်အဲ့တော့ဒီ၃လုံးပေါင်းခြင်းဒီဒီမှာထိတ်က8နောက်တော့ကဒီ၃လုံးပေါင်းရင်လည်းဒီမှာ8ဖြစ်အောင်6ဘိတ် ကျွန်တော်ကဒီမှာနှိပ်ရှိတော့အလဲကောင်နှလုံး6ပြောင်းဆိုရင်ကျန်တို့ပါတဲ့လေးလို့ထည့်ပြရမယ်။ဒါမှဒီနှလုံး6ရမှာအဲဒါဆိုရင်ဒီမှာသူ့လိုပဲအပေါ်မှာလာလို့886ဆိုပြီးသူ့မတ်တက်ကလို့ကြာ။နော်အဲ့ဒီကောင်ကဘာဖြစ်လာလဲဆိုတော့ဟိုးမှာဒီမှာနော်ဒီမှာ3ည49ဆိုပြီးကနေတခွတင်လာပြီ။နော်တဲ့ပဲတဲ့ပဲလောက်မှာဟလား။နော်ဟုတ်ကဲ့။ဘယ်လိုလိုက်ရိုက်နေတာလဲဘလို့လို့ကြာသွားလိုက် ။အိုးနှခံသုံးခါလေးပြန်လှုပ်ရင်ဆင်းရဲမပြေဘူး။ဆောက်ရှင်းပဲ။ကဲဒါဆိုရင်အခုဒုတိယတစ်ခါကိုဒုတိယတပင်ကြည့်မယ်နော်ဒုတိယတစ်ခွဲ။ဒီမှာဒီကနေစမယ်နော်ဒုတိယတစ်ခွဲကြတော့3 9 9ကိုနှလုံးက8 3နဲ့ပေါင်းရင်းဒီ1ဟုတ်ပြီနော်ဒီ3လုံးပေါင်းတာ1အဲ့ဒီကနေဒီ3ပင်သွားမယ်ဒီ3ပင်သွားမယ်ဒီ3ပင်သွားမယ်ဟာလား။အဲ့တော့ဒီမှာခွန်မတုံညာခွန်လေးသုံးလုံးပေါင်းခြင်းဒီလေဒီမှာတဲ့တဲ့ဟုတ်ပြီနော် အဲ့ဒီနေပြီးတော့ဒီမှာ3 0 0အဲ့ဒီ3လုံးပေါင်းကြီးရဘယ်လောက်လဲခွန်တဲ့ဟောပြီနော်သူ့ကိုကြာတော့ဒီပဲရှိချမ်းအောင်သွားမှာလားဘယ်လိုသွားမလဲဆိုတော့အဲ့တော့ကဲဒီမှာကြည့်အဲ့တော့ဒီ3လုံးကတဲ့3ကိုကိုပေါင်းကြီးရတဲ့တဲ့နော်အဲ့ဒီတက်ကြအောင်လေဒီမှာတရဲ့ပါဝါစီဒီ3လုံး6လို့ထည့်ရမယ်တဲ့ဟောဒီမှာလာပြီဟုတ်လားနော် ဒီမှာနော်ဒီကောင်တစ်ကြောင်ဒီကနေအလဲရည်သွားမယ်ဒီသုံးလုံးပေါင်းရင်းဒီ6ဖြစ်အောင်ဆိုရင်ဒီမှာနှစ်ခွန်9လို့ရှိခြင်းကြောင်ဒီမှာခွန်ထိတ်ပါတဲ့ခွန်ထိတ်ထဲမှာဆိုတော့6ဖြစ်မှာသူ့ရဲ့ပါဝါဒီသုံးလုံးရဲ့ပါဝါတစ်ဒီဒီသုံးလုံး6လို့ထင်ပါဟုတ်ပြီနော်ကဲဒါဆိုနောက်တစ်ခွန်ဆက်ကြည့်မယ်အဲ့ဒါဒီမှာလည်းထပ်ပြီးတစ်ထားတယ်တွေ့လား394ဒီသုံးလုံးတစ်ကြောင်နဲ့နော်ဒီကနေဒီပါမယ်အဲ့တော့1ရဲ့ပါဝါဒီတဲ့ဒီသုံးလုံးဒီ6လို့ဖြစ်ရမယ်တဲ့ဆိုဒီမှာ38က တစ်လို့ရှိကျင်တော့လို့မငါထိပ်ပါတဲ့ဒါဆိုရင်တစ်ရပါပါစီ6ပဲဟုတ်ပြီနော်ရှင်းတယ်နော်ဒီမှာ399ဒီ3လုံး1ကြောင့်ဒီကနေပြီးဒီရှေ့ပိုင်းကိုသွားမှာလားဒီရှေ့ကိုသွားမယ်ဒီ3လုံးဒီတစ်ရပါပါစီသူ့ရပါပါ6လို့သူထည့်တာဒါဆိုခွန်ထိပ်နော်အဲ့ဒီကနေဒီ3လုံး1ကြောင့်တစ်ရပါပါစီဒီမှာဒီ3လုံး6လို့ထည့်တယ်အဲ့ဒါဆိုရင်ငါထိပ်16 16လို့သွားတာနော်ကဲအဲ့တော့အဲ့တော့ ကတိကုအခုတပွဲမှာဘလို့ယူမလဲတဲ့ဆိုဒီမှာကြည့်ဒီသုံးလုံးပေါင်းတာကခွန်တဲ့အဲ့တော့ခွန်ရဲ့ပါဝါသည်နှစ်လို့ဖြေရမှာနော်နှစ်လို့ဖြေရမှာဆိုတော့ဒီမှာက6နှစ်ကပါလေ8လို့ရှိတာအဲ့တော့ဒီသုံးလုံးနှစ်ဖြေအောင်ဆိုရင်ဒီမှာ8လို့ရှိရင်တော့သူကဘာထိတ်ဝင်မှာသူကြတော့၄ထိတ်ဝင်ပြရမယ်ဒါမှ6နှစ်၄ပေါင်းခြင်းသည်ခွန်ရဲ့ပါဝါသည်နှစ်လို့ရရမယ်ဟုတ်ပြီနော်ဒါဆိုရင်၄ထိတ်တော့ရပြီနော် လေးရတူနေတော့ဟိုမှာအလဲတိုင်းဒီမှာထိတ်လေးတလုံးကတူနေပြီနော်ကြင်ထားလေးတလုံးတူနေပြီဟာအဲ့တော့လေးထိတ်လို့ဒီမှာရပြီနော်ဒါကဒီသုံးလုံးခွန်ရောခွန်ရဲ့ပါဝါလေးဒီသုံးလုံးနှစ်ဖြစ်အောင်လေးထိတ်ဟုတ်ပြီနော်ကြဲတာဆိုရင်နောက်အလဲတိုင်းဒီချက်ကြည့်နော်အလဲနဲ့အပိတ်နဲ့သွားမယ်အဲ့တော့ဒီမှာဒီသုံးလုံးဒီတဲ့ပါပါလीဒီသုံးလုံး6အဲ့ဒီ6ဖြစ်တယ်လို့တဲ့ဒီမှာကြည့်ဒီလေးလုံးဒီတဲ့ဒါလေးလုံးเนาะ 39939ခွန်39ဒီဒီသုံးလုံးပေါ့39939နော်ဒီလေးလုံးနော်ဒီလေးလုံးပေါင်းချင်းကြည့်လေ6လိုပဲပြန်ထည့်ပြီးရမယ်တဲ့ဆိုတော့တွေ့လို့မှာ39939ဒီလေးလုံးပေါင်းရင်လည်း6လိုပဲဖြစ်တယ်ဟုတ်ပြီနော်ကဲဒါဆိုရင်နောက်တော့ဘွဲဒီသုံးလုံးပေါင်းချင်း1ကြောင်းနဲ့1ပါပါစီဒီသုံးလုံး6လိုရိုက်ပြီရဲ့ ဲ့လိုရိုက်ပြီးကြတယ်တဲ့ဒီလေးလုံးဒီလေးသူက6လို့ပဲပြန်ဖြစ်ပြရမယ်တဲ့ဟောဆိုတော့ဒီမှာကဗာလဲဒီမှာကခွန်9 4ရ3ရလို့ရှိကြဟုတ်လားအဲ့တော့ဒီလေးလုံး6ပြန်ဆိုရင်ဒီမှာပါထိုင်မယ်အလဲတိုင်း6ထည့်ပြရမှာဒါမှသူက166ဆိုလဲမတ်တပ်ဝင်လာဟောပြီနော်ဒီမှာခွန်4 9က3ရအဲ့တော့6ပြန်ဆိုရင်အလဲတိုင်း6ဒါဆိုရင်9ထိပ်6လေဒီမှာက9ထိပ်3ရအလဲဟုတ်ပြီနော် ကဲအခုမနေ့ပြန်ဘာအခုခုပွဲမှာဆိုရင်မနေ့ပြန်ကြီးပဲစိတ်ကဆွဲနေနော်အခုဒီပွဲမှာဒီသုံးလုံးခွန်ဒီသုံးလုံးခွန်ကြောင့်ဒီသုံးလုံးနှစ်ဖြစ်အောင်ဆိုရင်ဒီမှာလေးထည့်ပြီးရအဲ့တော့နော်ဒီခွန်ကိုဒီလူနှစ်လို့ဖြစ်ပြီးရနေတဲ့နောက်ကလည်းသူကဘယ်ရောက်ວ່າလဲအော်နောက်ကလည်းသူကဒီလေးလုံးဒီနှစ်လို့ပဲထည့်ရမယ်နော်ဟာလားဒီမှာခွန်ဒီခွန်ရဲ့ပါဝါဒီနှစ်ပြီးရနေဒီလေးလုံးလည်းနှစ်ပဲဖြစ်ရမယ်နော် အဲ့ဒါဆိုရင်ဒီမှာကဘာရှိနေလဲ၈နှစ်ခွန်ဘယ်လောက်လဲခွန်လို့ရှိတာနော်၈နှစ်ခွန်ကခွန်လို့ရှိတာဆိုတော့နှစ်ပြောင်ဆိုရင်ဒီမှာဘာလဲထိုင်ပါလေဒီနေရာမှာနော်ဒီမှာခွန်ရှိကြနှစ်ပြောင်ဆိုရင်ကျတော့၅ဆိုတဲ့ကဏ္ဍတလုံးအလဲထည့်ပြရမယ်ဒါမှသူကနှစ်လို့ထင်မှာဒီရခွန်ရဒီ၅ရဲ့ပေါင်းမှာနှစ်လို့ရမှာကဲဒါဆိုရင်၄ထိပ်၅အလဲနှလုံးရဟုတ်ပြီနော်၄ထိပ်၅လဲတာနှစ်ပင်နော်နောက်စိုက်နှစ်စိုက်ကိုကဏ္ဍနှစ်မျိုးနှစ်ကွက်နော် ်ခဲကောင်းပြီဒါဆိုအပိတ်ကြည့်မယ်နော်အပိတ်ကဘယ်လိုသွားမလဲတဲ့ဆိုတော့တစ်ချက်ပြမယ်နော်ခဏလေးတစ်ချက်ပြမယ်ဟဲ့အဲဟုတ်ပြီဒီမှာကြည့်နော်ဒီကုနာတို့ကဒီကဒီကောင်ပေါင်းတာနော်ဒီကောင်ပေါင်းတာဒီတစ်ဒီတစ်ကနေဒီကနေစမှာနော်အဲ့တော့ဒီမှာကြည့်36တုံညာနော်ဒီလိုသွားလိုက်မယ်နော်ဒါ633ညာပေါင်းခြင်းဒီဘယ်လောက်လဲ 9တဲ့363ပေါင်းခြင်း9အဲ့ဒီ9ကြောင့်တဲ့เนาะဒီမှာဒီနှလုံးပေါင်းခြင်းဒီ9လို့ပြန်ထည့်ရအောင်ရှင်းတယ်เนาะအဲ့တော့ဒီမှာဒီနှလုံးပေါင်း9ပြည့်အောင်ဆိုတော့3ညထည့်ပြရမယ်ဒီမှာ9ရှိတဲ့3ညတယ်အဲ့တော့အဲ့ဒါကြောင့်အဲ့တော့သူကဒီ1ကြောင့်เนาะဒီ3လုံး6လို့ထည့်ထည့်ပြီး6လို့ထည့်တော့ခွန်ထည့်နောက်တစ်ခါဒီ၄လုံး6ပြည့်အောင်ဒီမှာတည်းက6ရှိပြီးတော့3ညအလဲတိုင်းနောက်ဒီမှာ3 6 3ည9ကြောင့် ဒီနှလုံးကိုးပြောင်ဆိုရင်ဒီမှာကိုးရှိရင်ညောင်း၃ညအပိတ်ကဲတာဆိုရင်ခွန်၃ည၃ညဆိုတဲ့ခဏတစ်ခွက်တည့်တယ်ကြဟုတ်ပြီနော်ရှင်းတယ်နော်မိတ်ဆွေတို့မရှင်းရင်နှောက်၃ဟောပြန်ကြည့်ပေါ့နော်ဒီမှာ၃၆၃ညကိုးအဲ့ဒီကိုးရောက်ဒီနှလုံးဒီနှလုံးကိုးလို့ထဲတာကျွန်တော်ဒီမှာကိုးရှိရင်ညောင်း၃ညအပိတ်လို့ဝင်နော်ခုနတော့ကဟာလာဒီတက်ကိုဒီ6လို့ရိုက်တာ ਨੇ ဒီလေးလုံးနေတဲ့6လို့ပြအောင်3ညเนาะအဲ့တော့ဒီမှာ 3639ကိုဒီ9ဖြစ်အောင်လို့ဒီမှာ9ရှိညာ3ညာပိတ်ဒါဆိုရင်900ဆိုတော့ခဏထွက်လာဟုတ်ပြီနော်ကြည့်ရအောင်နောက်တစ်ဘွဲဆက်ကြည့်မယ်အဲ့တော့ခုနကပြားခဲ့တယ်ဒီမှာဒီ3လုံးနေ့1ရဲ့ဘာဝါစီဒီ3လုံး6ဖြစ်အောင်ငါထိတ်အဲ့ဒီမှာဒီ4လုံးတစ်ခါ6ဖြစ်အောင်ဆိုရင်ဒီမှာခွန်9 4ရှိခြင်းညောက်အလဲတိုင်း6နော်အဲ့တော့ဒီ1ရဲ့ဘာဝါဒီ3လုံး6ဒီ4လုံး6လို့ရပြီဆိုတော့ငါထိတ်6လဲအဲ့ဒီနေရာမှာ ခုနော်ဒီမှာနော်ဒီသုံးလုံးကိုကိုယူတယ်လို့နော်ဒီမှာဒီတည့်ရဲ့ထိတ်ဆုံးကကောင်တော့ဒီသုံးလုံးသွားတာနော်အခုလဲဒီမှာဒီသုံးလုံးတည့်ရလာအဲ့တည့်ရဲ့ထိတ်ဆုံးကကနန်းသုံးလုံးပေါင်းပါနော်ဒီမှာတည်လား3900 3900 3900ခွန်အဲ့ဒီသုံးလုံးခွန်နဲ့ဟုတ်ပြီနော်အဲ့ဒီခွန်ကြောင့်ဒီနှလုံးတွေလည်းခွန်လို့ပဲပြန်ထည့်ရမယ်တဲ့ရှင်းလားဒီမှာနော်ဒီသုံးလုံးကိုကြောင့်ဒီနှလုံးကိုဒီသုံးလုံးခွန်ကြောင့်ဒီနှလုံးခွန် ုတ်ပြီเนาะအဲ့တော့ခုနကတော့ငါထိတ်6လဲတယ်ဒီခွန်ဖြစ်အောင်ဆိုလို့ရှိရင်ဒီမှာ၄ရှိညောင်း3လဲတယ်3ပိတ်ထည့်လိုက်ဒါဆိုရင်ငါ6 3ဆိုတဲ့ကနေတကွက်ထွက်လာเนาะငါ6 3ဆိုတဲ့ကနေတဲ့တယ်ပဲသူထွက်တယ်ဟာလားပြန်ကဆိုရင်အခုအခုပွဲမှာနောက်ကဒီပွဲမှာကြတော့ဒီသုံးလုံးကခွန်လို့ရပြီအဲ့ဒီခွန်ကိုတဲ့ဒီခွန်ဖြစ်အော်ဒီနှစ်ဖြစ်အောင်ခွန်ရပါမှာနှစ်ဖြစ်အောင်ဆိုရင်ဒီမှာရှစ်ရှိရင်ကြောင့်၄ထိတ်လို့ရတယ်เนาะအဲ့တော့တခါဒီနှစ်ကိုတဲ့တခါထပ်ပြီးတော့ဒီ၄လုံး နှစ်ဖြစ်အောင်လေဒီမှာက၈နှစ်ခွန်ကပေါင်းရင်ခွန်လို့ရှိကြနှစ်ဖြစ်အောင်ဆိုရင်9အလဲထိုင်ဟောပြီနော်9အလဲထိုင်လို့ရတယ်ဒါဆိုရင်ခွန်နှစ်နှစ်လို့ပြပြီအဲ့ဒီနေရာမှာဒီမှာကြည့်ဒီကနေ့ပေါင်းတာနော်ခုနကတော့ဒီ၃လုံးပေါင်းတာမိတ်ဆွေရှုပ်မှကြလို့ဒီ၃လုံးသွားတာအခုဆိုရင်ဒီမှာဒီ၃လုံးဒီလားခုနကဒီဒီကောင်ပေါင်းရဲ့အောက်က၃လုံးနော်ဒီမှာ၃၆၈ပေါင်းခြင်း ဟာဒီအကောင်ကတမျိုးနော်အဲ့တော့ဒီမှာ368ပေါင်းခြင်းဒီ368ပေါင်းခြင်းဒီဘယ်လောက်လဲခွန်အဲ့ဒီခွန်ကြောင့်တဲ့ဒီနှလုံးခွန်လို့ဖြစ်ရမယ်တဲ့ဒီမှာခွန်ပိတ်ထားပြီဟုတ်လားဒီသုံးလုံးခွန်ကြောင့်ဒီနှလုံးခွန်ဖြစ်ရဆိုဒီမှာခွန်ပိတ်ရှိခြင်းကြောင့်ခွန်ဖြစ်ရဒီမှာဘာထည့်မလဲတုံညဆိုတဲ့ကဏ္ဍတလုံးထည့်ပြရမယ်ဩဒါဆိုလို့ရှိရင်ခုနကတော့ဒီသုံးလုံးဒီသုံးလုံးခွန်ကြောင့်နော်ဒီနှလုံးခွန်လို့ ဒီနှလုံးခွန်လို့ဖြစ်အောင်တုံညာပိတ်ပြန်တာဆိုရင်ဒီမှာလို့ပြန်သွားရတယ်တွေ့လားဒီအပေါ်မှာလို့ခွန်ခွန်လို့ပဲသူမတ်တပ်ပြန်သွားနော်ကဲအဲ့တော့ကနန်းကတော့နှစ်ကွက်သေးမှာနှစ်ကွက်ကိုလေးတုံညာနှလုံးအတွဲလိုက်ညီးနေတယ်မိတ်ဆွေတို့ကြီးနော်ဒီမှာအပေါ်မှာကနန်းကတုံညာနော်ဒီပေါ်မှာတုံညာလေးကိုဒီမှာက၄၅တုံညာလေးတုံညာနှလုံးညီးနေတယ်၅နဲ့၉လေးပဲကွာနေတယ် ကဲအဲ့တော့အဲ့ဒါနှစ်ခွက်ကိုမိတ်ဆွေတို့ကြိုက်ရင်တော့နော်မကြိုက်ရင်လည်းမိတ်ဆွေတို့တဘောနော်ရှင်းပါတယ်နော်ဆရာပြတယ်မပြဘူးမရှင်းတော့လည်းမိတ်ဆွေတို့နှစ်ခေါက်သုံးခေါက်ပြန်ပြီးစိတ်ရှိလက်ရှိဖြည်းဖြည်းလေးကြည့်ပါနော်ဖြည်းဖြည်းလေးကြည့်ပြပါဟလားဟိုဥပမာလည်းမရေးမိလိုက်ဘူးလေနော်မရေးမိလိုက်တော့အခုဒီမှာပဲထပ်ပြီးပြရတော့နည်းနည်းရှုပ်သွားမလားလို့နော်မိတ်ဆွေတို့ရှုပ်တော့မရှုပ်တော့ပါဘူးနော်ဆရာတေချာလေးရှင်းပြထားတာဟလားနော်ဒီမှာဒီသုံးလုံးရှစ်ကို 6398ကိုရှစ်လို့ရိုက်ဒီနှလုံးပေါင်းရင်6လို့ထည့်ရှစ်ရှစ်6เนาะနောက်တစ်ခါဒီမှာဒီသုံးလုံးပေါင်းရင်6ကိုမှာခွန်ခွန်ခွန်4ပေါင်းရင်6လို့ထည့်ဒီအလဲတဲ့နှလုံး6လို့ဖြစ်ဒီမှာရှစ်ရှစ်6เนาะဒီမှာဒီသုံးလုံး6ဒီမှာเนาะဒီမှာ6ဖြစ်အောင်6ဘိတ်2ခွန်6က6ဒီအလဲနှလုံး6ဖြစ်အောင်4လဲတိုင်း3 4 9เนาะနောက်တစ်ခုကဒီမှာ3အဲ့ပါဦး3 9 9ပေါင်းရင်1ကို ဒီမှာဒီ၃လုံးပေါင်းရင်6လို့ထည့်တယ်ဒီမှာ6ရှိချင်းကြောင့်ခွန်ထည့်နော်အဲ့ဒီ၃လုံး6ဖြစ်တယ်လို့ဒီမှာ3ည6ခွန်3ဒီလေးလုံးนี่လေ6လို့ဖြစ်တယ်166လို့ပြောရတယ်နော်အဲ့ဒီနေရာမှာဒီမှာ3 3ည6 9ကိုဒီနှလုံး9လို့ပြန်ထည့်တာဒီမှာ6ရှိချင်း3ည8 3ည900ပေါ့နော်ခွန်3ည3ည3အဲ့ဒီကနေပြီးတော့အခါထပ်ကြည့်မယ်ဒီ၃လုံး1ဒီ1ပါပါဒီ၃လုံး6လို့ထည့်မယ်နော် ဒီ36လို့ထည့်မယ်အဲ့ဒီ6ဖြစ်တယ်လို့ဒီ၄လုံးနေတယ်သူက6လို့ထည့်တယ်ခွန်၄9 6 9 6က3ညဒီ6နဲ့ပေါင်းရင်6เนาะဒါဆိုရင်ဒီမှာတ6လို့ရနော်အဲ့ဒီနေရာမှာ3ည3ညခွန်ဒီ3လုံးပေါင်းရင်ခွန်ကြောင့်ဒီနှလုံးခွန်လို့ထည့်ဒီမှာ၄ရှိချင်းကြောင့်3ပိတ်5 6 3လို့ဖြစ်เนาะအဲ့ဒီကနေဒီမှာ tab ထပ်သွားမယ်3ခွန်ခွန်ပေါင်းရင်ဒီခွန် ဲ့ဒီခေါညောင်းဒီတုံးလုံးနှစ်ဖြစ်အောင်ဒီမှာရှေ့ရှိရင်ညောင်းလေးထိပ်နော်အဲ့ဒီနှစ်ဖြစ်တယ်လို့ဒီလေးလုံးဒီလေသူကနှစ်ဖြစ်အောင်ဒီမှာကနှစ်ရှစ်ခွန်လို့ရှိခြင်းညောင်းငားလဲတိုင်းလေးထိပ်ငားလဲတိုင်းအဲ့ဒီနေရာမှာ၃၆၈ဒီဒီတုံးလုံးဒီခွန်လို့ရှိခြင်းညောင်းဒီနှလုံးခွန်ဖြစ်အောင်ဒီမှာခွန်ပိတ်ထားခြင်းညောင်းနောက်ပိတ်တုံညထဲနော်ဒါဆိုရင်ခွန်ခွန်လို့ရဟဲ့လားဒီခွန်ညောင်းဒီခွန်လို့ရနော် ဲ့တော့၄၅၃ညဆိုတဲ့တန်းတန်းတကွထပ်ထွက်လာတယ်เนาะမရှင်းမိတ်ဆွေတို့လည်းရှုပ်သွားမှကြာလို့မရှင်းနှာခေါက်သုံးခေါက်တော့ပြန်ကြည့်ပေါ့ဗျာเนาะအားလုံးပဲဆင်ပြေးကြပါလိမ့်ဟုတ်လားညာလည်းနှာခေါက်သုံးခေါက်တော့ပြထားပြီပဲကတ္တာဆိုရင်ဘောတင်လိုက်မယ်ဗါလေ၄၅၃ညဒဲ့เนาะဒဲ့ပဲเนาะ ကဲအားလုံးမိတ်ဆွေများကံကောင်းကြပါစေစိတ်ချမ်းသာကြီးကိုယ်ကြီးကျန်းမာကြီးပြည့်စုံကြပါစေနော်အဲ့တော့မိတ်ဆွေတို့မှာကြိုက်ကနန်းရှိနေတယ်ချင်းချက်ထိုးချင်းမျိုးတော့ဗောနော်ကိုနည်းနည်းလေးအုံနှောက်လေးလွှာပြီးတော့တုံးလုံးလုံးကြပါလို့ပြောလို့ပါတယ်ဟုတ်လားကဲအားလုံးပဲဘိုင်ဘိုင်ကဲနောက်ဖက်ညပြန်ဆောင်ကြမယ်တပတ်ခါအတွက်ဗောနော်တူတူကဲညတော့စိုးစိုးစီစီလေးဆရာအိတ်တော်မယ်တော့နော်အေးရပြပေါင်းလာများပါဘူးဟုတ်လားအားလုံးပဲဘိုင်ဘိုင် 我没念过这个。